ငါလည်းမမြဲဘူးငါပစ္စည်းတွေလည်းမမြဲဘူးတနေ့ကျရင်ငါတို့အလုံးထားပွားရမှာပဲအရာခတ်သိဟာဘယ်သူမှမမြဲဘူးသင်္ခါရတရားမှန်သမျှဟာဘေးအရာပဲဖြစ်ဖြစ်ပြောင်းလဲပျက်စီးခြင်းနဲ့ပဲကြုံရမယ်ဆိုရဲစဉ်းစားဉာဏ်လေးတစ်ခုဖြစ်အောင်ကြိုးစားလိုက်ပါဆိုတာဝိပဿနာဉာဏ်ဖြစ်အောင်လုပ်ခိုင်းတာဆိုလို့တနေ့တစ်ခါတော့တတိယပြီးတော့ ကိုပိုင်တဲ့ပစ္စည်းတွေကိုကြည့်ဒီတနေ့ကျတော့မတို့ဒါတွေထားခဲ့ရတနေ့ကျတော့မတို့ထားခဲ့ရပစ္စည်းတွေပိုင်ဆိုင်တာတွေကြည့်ပြီးနှလုံးသွင်းငါတို့ကိုယ်တိုင်ကလည်းစောင့်ပစ္စည်းကလည်းငါတို့ကိုစောင့်ငါတို့ကတော့ပစ္စည်းကိုစောင့်ဘဝဆိုတာဘယ်ရမှမတည်မြဲပါလားမန္တိပြုကြီးတည်ပြီးတော့နန်းတော်ကြီးဆောက်ပြီးနေသွားတယ်မင်းတို့မင်းကြီးပဲရှောင်းရှိဘူး ုပဲဘဝဆိုတာမမြဲဘူးဆိုတဲ့အနိစ္စသင်ညာကိုစင်ញင်တို့တရားနဲ့မကြမကြစင်ញင်သုံးသက်ပေးခြင်းအပြင်ဝိပဿနာကုသိုလ်ဖြစ်ပါလေအဲ့ဒီဖြစ်လာတဲ့ဝိပဿနာကုသိုလ်သည်ကုသိုလ်ထဲမှာအကောင်းဆုံးလုပ်လို့ရတဲ့ကုသိုလ်ထဲမှာအကောင်းဆုံးပဲဒါဖြင့်သောရကတဲ့မှာဆိုရင်လူတွေအဲ့ဒါတွေတွေးရင်စင်ញင်တယ် အကုန်လုံးထားခဲ့ရမှာဒါလေးတွေးစဉ်းကျင်တယ်လို့ထင်ကောင်းတယ်လေမဟုတ်ဘူးအသိဉာဏ်နဲ့စဉ်းကျင်သုံးသပ်ကြည့်တယ်အမှန်အကန်ကိုစဉ်းကျင်သုံးသပ်ကြည့်ရမယ်ကြည့်လိုက်ရင်ဘလို့အကျိုးရတော့ဆိုတော့တွေ့တမှုတွေယော့သွားတာဒါမှမယ်တွေ့တမှုတွေယော့သွားကိုယ့်ကိုယ်ထာဝရဖြစ်နေတဲ့အတွေးဟာယော့သွားတယ်ဩငါတို့ကတခဏပါလား တခါဆိုတော့အကျိုးရှိတာလောက်အောင်မှာပါလားဆိုတာဒီအသည့်လေးဝင်လာအဲ့ဒီအသည့်ကတတ်မှုရှိတာပြောတာနော်တွေ့တာမှုတွေကိုရှင်းချနိုင်တယ်အသည့်နဲ့မှတွေ့တာမှုရှင်းချတွေ့တာမှုရှင်းချနိုင်မှရှင်နေကတောကဆိုတာရှင်းချလို့ရတယ်စေကကြည့်နေကိုယ်နဲ့မပိုင်တဲ့ပစ္စည်းအတွက်လည်းဘယ်သူမှတောကမဖြစ်ဘူးကိုယ်မသိတဲ့လူတယောက်အတွက်လည်းဘယ်တော့မှတောကမဖြစ်ဘူးတောကဖြစ်တာ ုနဲ့ခင်မင်းရင်းနှီးမှုကိုအကြောင်းပြုတယ်။ကိုပိုင်ဆိုင်မှုကိုအကြောင်းပြုပြီးလူတွေဟာစိတ်ပူနေကြတာဖြစ်တယ်။အဲဒီစိတ်ပူမှုတွေကိုမခံစားချင်ဘူးဆိုလို့ရှိရင်တွေ့တာမှုတွေဖြောက်လိုက်ပါ။ကြိုးစားပြီးတော့ဘာနဲ့ဖြောက်မမြဲဘူးဆိုတဲ့သဘာဝတရားကိုဆင်ခြင်သုံးသပ်ပြီးတော့ရှော့ချပြီးဖြောက်ပါ။ဒီနေ့ဒီစေရလွယ်လွယ်တခြားနေ့မရှိဘူး။မြတ်စွာဘုရားဟောတာနော်။အေးဒါကြောင့်မို့ဘဝ ရရှိလာတဲ့အခါပစ္စည်းဥစ္စာနဲ့ပတ်သက်လာလို့ရှိရင်ပစ္စည်းဥစ္စာဥစ္စာရှာဝေ